21ရက်3လ86နောက်ဆုံးအခောက်ပါပဲကျွန်တော်ရွာကိုပြန်လာခဲ့ပါတယ်အမေရွာဆိုတာတမာထနောင်းရှားဆောင်ပြတ်သက်တန်တဟပ်ပင်တွေနဲ့မိုးနံဂျုံပုတ်ရှားပင်ငုတ်တူညီညူညူကြောက်ခဲလုံးတွေနဲ့ထမ်းမင်းမြင့်မြင့်ကြီးတွေကြားကတဲကလေးတစ်လုံးပါအဲ့ဒီတဲကလေးတဲ့အမေလဲလျောင်းနေပေါ့အမေကျွန်တော်ရောက်လာပြီအမေ အမေကျွန်ုပ်ကိုထားပြီးနှုတ်ဆက်ပါဦးအမေမိအခြေဆုံးကိုပြိပက်အတံမတွက်ပဲကျွန်တော်ငိုတယ်ဆမ်းမင်းမင်းကြီးတွေပေါ်ကရေရောင်း၆တွေတစ်ချဲချဲကြီးလို့ကျွန်တော်ကိုစကားမပြောချင်လို့အမေသွားတွေတင်းတင်းစိတ်ထားသလားကျွန်တော်ကိုမမြင်ချင်လို့အမေအမျက်လုံးတွေမိတ်ထားသလားဖတ်ကြည့်ပါဦးစကားပြောပါဦးအမေရဲ့ ဟောအမေအမေကိုသူတို့ဟိုးမှမကြည့်ရင်တွေစိတ်ညှို့ညို့နဲ့ဇရအူအူကြောက်တုံးမြညို့ညို့တွေစီထားတဲ့တိုင်းတိုင်းဆိုတဲ့နေရာကိုပို့ကြတော့မလို့တဲ့လဲပြီးကိုပြင်ဆင်ကြပြီပေါ့အမေအလောင်းကိုခေါင်းထဲထည့်ကြပေါ့ကြီးစီကိုရိုက်နှက်ကြပေါ့ကျွန်တော်ငိုတော့ပါဘူးအမေငိုလို့မရတော့ဘူးအမေအမေမြေကလေးလေးတွေကျွန်တော်ဒူနဲ့ဒူမလေးတွေသူတို့ငိုပါစေအမေသာသူတို့ရဲ့အဖေကျွန်တော်အကူကြီး အမေသမီးသူတို့ရဲ့အမေကျွန်တော်အမသူတို့မောင်နှမအမေအရင်သောသောစီစီဟောဒီလူလောကကြီးတဲ့ကထွက်ခွာသွားကြတော့မိတ္တဆူဖတ်တာဆူဟောဒီကလေးလေးတွေ အမေအတွက်သူတို့ငိုပါစေအမေအတွက်သူတို့ရဲ့မျက်ရည်တွေဟာထိုက်တန်ပါတယ်အမေကျွန်တော်ကတော့လူဦးရက်တွေအကြောင်းသချင်းမစုံနိုင်တဲ့အော်အောင်းငဲ့တကောင်ရဲ့ကြည်ကွဲမှုလို့ရခင်တဲ့ကအမေဘဝကိုအဝေးကားပဲတန်းတပ်ပူဆွေးခဲ့သူပါအမေ အမေနေကောင်းပါစေ အမေအားထာဝရလှုပ်ကြွေးပြုစုနိုင်ပြီးကိုဖြစ်ရပါလို့ဤညအေးရာဝင်ရင်ထဲလှုပ်ခတ်ပက်တင်ထက်ခဲ့တဲ့ခွန်အားမဲ့စူတောင်းတာများကြားရှီလီယားလွန်လာတဲ့ညတွေသာခန္ဓာကိုယ်ပေါ်မှာတိတ်ဆိတ်စွာကြေပြွန်းခဲ့ရမနေ့ကတော့အမေသုံးပြီအမင်္ဂလာတဲ့ကုသိုလ်တင်မနှုံချလို့လားစူတောင်းများမပြေဝခဲ့ဘူးအမေ အမေကမွေးပေမဲ့အမေကိုမလှုပ်ကျွေးနိုင်ခဲ့တဲ့ဟောဒီခန္ဓာကိုယ်ကြီးဟာဘာအတုံးကြတော့မှလဲ အဲ့ဒီလိုနောင်တတရားတွေကနှလုံးသားကိုကုတ်ချစ်ဘဝဆိုတာကိုလည်းမကြင်မနက်ဖြစ်မိပေါ့ကျွန်တော်မငိုရဲတော့အမေငိုဖို့ရဆက်လာပါတယ်အမေအမေနဲ့အတူ အမေကိုခြေဆုပ်လက်နဲ့ပြုခဲ့တဲ့ဟောဒီကလေးလေးတွေသူတို့ငိုပါသေးကြီးစီကိုရိုက်နေကြပေါ်လဲပြီးကိုသူတို့တွန်းကြပေါ့ဟောညညညကြောက်တုံးတွေကြကယထာတစင်းဟာအဝေးကိုထွက်ခွာသွားပြီ လွန်ခဲ့တဲ့အနှစ်20ဒီဝါကလူငယ်ကြေတော်သားတယောက်ဒီဝါကိုပြန်ရောက်မလာယထာဟာသူ့ကိုအဝေးကိုခေါ်ဆောင်သွားခဲ့သူနဲ့သူစည်းသွားတဲ့ယထာအကြောင်းလူတွေမေ့ကြပေါ့ကျောစုအမတ်ရသူတစုံတယောက်မျှမရှိတော့အဲ့ဒီလူငယ်ဟာအခု အမေအလောင်းအမေခေါင်းကိုဖက်ဖက်ပြီးငုံနေတဲ့ကျွန်တော်ပဲပေါ့အမေဟောဒီရခင်တွေကြာအမေနေတိုင်းလှုပ်ရှားခဲ့တာကျွန်တော်မမြင်နိုင်ခဲ့ဘူးအမေသမီးကျွန်တော်အမရဲ့ယောက်ျားကဖန်းကြီးသမ ထီကျိုးအမေသားကျွန်တော်အကူကြီးရဲ့မိမကမိရကျိုးမျက်စိတစ်ဖက်ကွယ်သူတို့တွေနဲ့ကြံရိတ်ခဲ့တဲ့အမေမြေကလေးလေးတွေနဲ့အတူဆန်းလျက်ကျိုးချင်းခွေရေခတ်ငတ်မတည်ဘူးအမေရုံးကငရရတဲ့နေ့တွေမှာကျွန်တော်ဟာဟိုးအဝေးမှာပေါ့ကိုတနစ်ကတရွာလုံးမိလောင်ပြကြအဲ့ဒီကလေးကအမေဟာရွာတဲကိုပြန်မရောက်အိမ်ပြန်မဆောက်နိုင် ထဘယ်အောက်ကတဲလေးမှာအမေအနေကြခဲ့ပေါ့အမေရေအမေကြီးစီကိုရိုက်နေကြပေါ့ဆဲပြီးမှုသူတို့တွန်းကြပေါ့ဟိုးနောက်တောင်တော်ရန်ကဆမ်းမင်တွေရဲ့ထိပ်ဖြားမှာနေလုံးကဖြီးဖြီးညိုခဲ့ပေါ့တောင်သူတလိရာမီငွေတွေလွန့်တက်လာပေါ့ဟိုးတောင်ကမှုကဘာမှာမျက်စားနေတဲ့နောမတွေကအမေကိုနှုတ်ဆက်နေကြသလားတိတ်စုံငယ်အပြန်လမ်းမှာကြီးကန်းတွေကတုတ်ကြဲနဲ့ရော်ဘက်စီပြန်ပြေးကြပေါ့ င်းညိုချင်းအင်းအပြန်လန်းတော်ရန်ရှုံမြောင်ဟိုးနောက်တောင်တဲ့မောင်မဲမဲကကျွန်တော်ဘဝကိုမဝါမျိုးမီကလေးဘဝအရွယ်ငငယ်တုန်းကလေတော့ရိတ်တောင်ကြားတစ်ပင်ဖြားမှာမမရက်နေတစီတွေလားအမေကြီးတစီဆိုကျွန်တော်ကြောက်လာကြည့်တညတာဖြူစောတီဆိုလားရဲဘော်ဖြူဆိုလားတကားကိုတအားခောက်နွားကောက်ဆန်းမြန်မြန်လှုပ်တင်တ်တွေထုတ်ချိန်ကြည့်အခိုင်အကန့်လဲတဲ့စင်းနော်ရညူတရှင်းတဲ့အတူလဲမောင်ပိုးဆိုပြီးအဖေကိုခေါ်သွား ရွာနောက်ဘက်အုတ်တောင်ကြားကတင်နတန်တစ်ချက်ကြားလိုက်ရဖေးဖေးကျွန်တော်တို့မိသားစုဘဝရာဇဝင်ကိုဖြတ်တန်းရတဲ့ညပေါ့လလရဲ့ရည်ဒီကစားတကူးတမရတွေတကူးပြလို့ကောင်းစဲခစ်ကြီးတဲ့လူဖြစ်လာရတဲ့ကျွန်တော်အမေရဲ့ကြောပေါ်မှာတင်းနဲ့တန်တွေကြပြေးလွှာပုံအောင် ရွာတောင်ဆောင်နဘူးကြုံတဲ့ညတိုင်းပဲအိတ်ခဲရတဲ့မဟုတ်လားအမေစစ်စနေမီအကျွမ်းကြံတွေနဲ့ခေအပြက်ကြီးကိုတွန်းလန်းရင်အမေရင်တခြားအမေတွေရင်အမေတွေအားလုံးကလေးတွေကိုပခုံးပေါ်တင်ပြီးပြေးကြလွားကြပုံအောင်ကြနဲ့တချို့သားတီတချို့လင်ဆုံးစစ်ကြီးဆိုတာကိုလည်းမုံတီးခဲ့တယ်မဟုတ်လားအမေအဖေမရှိတဲ့နောက်အမေရဲ့အကိုကြီးရဲ့အမရဲ့ကျွန်တော်ရဲ့လေလောကရဲ့ကဘာမှာစံတော်ဝါးရှောက်ခဲ့ကြပေါ့ အရွယ်ရောက်ခါသာအကိုကြီးထန်းလီတင်ရပေါ့အကိုကြီးဟန်သာသနာပေါ်မှာအယုထုတ်ဖုန်ကြီးလုပ်ဖို့စိတ်ကူးရှိပေမဲ့ကျွန်တော်တို့အတွက်ယုံကြည်ချက်တွေစွန့်ခဲ့ရပြီပေါ့ကျွန်တော်ကတော့ချောင်းတစောင်းနဲ့ဖုန်ကြီးကြောင်းသားပြီးတော့ပြီးတော့သာကြောင်းရောက်ကြောင်းဆင်းချိန်မှာသိုးစိတ်နွားကြောင်းကျွန်တော်တို့တွေဟိုးတပြေပင်တောင်ဆောင်စီကလက်ပြခစ်ခေါ်တချင်းတကြော်ကြော်နဲ့ခွေးခေါ်ပဒက်တူဟင်းရခုရုံရှားတောင်ညာလောက်သူထင်းကုတ်သူတွေထန်းလျက်ကြိုးသူထန်းတက်သူတွေ နေကပူလောင်ကုန်းခေါင်ကောင်မှာဟိုးနောက်တောင်မှာမိုင်းပြပြမြူကိုးတွေနဲ့ပုတ်ပါဆိုတဲ့တောင်တော်မြတ်ကြီးစီမျောကြည့်မီမောစိမ့်နှံ့တဲ့ရာတော်တွေကြားအကိုကြီးကထန်းလီကျွန်တော်ကခရီးဦးသေးအမေရဲ့အမရဲ့ကထန်းလီရဲ့ကျူရကန်းခတ်ထင်းခွေးတခါတလေညီပဲကောက်တခါတလေဝါဆိုင်တောအလိုက်လုပ်ငန်းဆောင်ပေါ့မြို့ရွာမြေကုန်းပြက်ကျုံးစီအောင်ဓမြဘူကြီးမိုက်ပြီးအခေါင် မိနဲ့မြိုင်လို့တိုက်ထိုက်ပူလောင်ဝတလမကြသူရောက်ကောင်းခလောက်ကလေးရဲတဲ့ဒူရိုးတောင်ဂျူရိုးမောင်ရာမလုတ်တယ်ဝါခုတ်တဲ့တောင်အဲ့ဒီလိုအကူကြီးတက်တဲ့ကြပြားတွေတံပေါက်တွေကျွန်တော်မှအမွေရခဲ့ပေါ့နင်းညိုချင်းတိမ်တောက်ပြိုကျောက်တဲ့ဒီအချိန်စီမီးကွယ်မအိမ်နဲ့အဲ့ဒီလိုကြေးလက်ဘဝတချင်းကြပြားတွေရင်ထဲမှာအမြင့်တွေခဲ့ရပေါ့ မင်းကြီးကြီးစီကိုရိုက်နေကြပေါ့လဲပြီးကိုသူတို့တွန်းကြပေါ့အမေကောင်းချခဲ့တဲ့တေကလေးဟာအမေရွာနဲ့အလန်းဝေးပေမဲ့တီတော်တီတောင်ကြအမေကိုတရားချင်းမထရက်ပါဘူးအမေအမေအမေကျွန်တော်အဖွာကျွန်တော်အဖွာရဲ့အမေအမေစတဲ့ဆွေမျိုးတော်သူမတော်သူပါဒီဝါလုံးနောက်ဆုံးစုဝေးရာဟောဟူဇရက်ဥဥနဲ့တုတ်တန်ဆိုတဲ့နေရာရောက်အောင်အမေကိုကျွန်တော်တို့ပို့မှာပေါ့။တန်းကချမ်းလိုက်တာအမေ။တောင်ကမူးကြက်တီးကြားမြစ်တွေများစွာ ရေတိုက်စားမှုနဲ့ ပြက်လွတ်လွတ်လဲလန်းမပေါ်မှာအမိကောင်းကလုံရန်လာကြည့်ဖြီးဒီဖြီးဒီစုကန်းကြီးပေးပေးညနေကိုချစ်မိကြအောင်မဲဟိုးတုတ်တန်ကိုရောက်တဲ့အခါဘုန်းကြီးတွေကတရဏဂုံရွတ်ဖတ်ကျွန်တော်လက်နဲ့ရေဆက်သွင်းချအမြဝေးအမိကောင်းရတုက္ကဋိလာပါစေလို့ကျွန်တော်အမြဝေးမယ်ကျွန်တော်ကိုပေါ်မှာ ဖုန်လေးကပ်ညစ်ပတ်နေမလားပဲမန္တလေးကမိတီလာ မလိုင်းပန်းအိမ်တလန်းလုံးဖုန်လုံးကြီးတွေဖြတ်ခဲ့ရအခုလည်းပဲဖုန်လုံးကြီးတွေမှာ ကျွန်တော်ကိုဘောမှာနှုတ်တစ်ခေါင်းလုံးမှာမုတ်စိတ်ကျင်စွဲတွေထဲမှာ ဖုံးပြီးပေကက်ညစ်ပတ်နေမလားပဲ။ဟိုးတုတ်တန်ကိုရောက်လို့ရေဆက်တွင်ချအမြဝေတဲ့အခါမဲဆရာ ဖုံးတော်ကြီးကျွန်တော်ကို ကြည်ပြီးအံ့ဩနေလိမ့်မယ်။ညရောက်တဲ့အခါဦးလေးဘယ်နှစ်ပြန်มาလဲတနေ့တခါပြန်လာပါတော့ ျွန်တော်အကြောင်းဆက်နေတင်တယ်ညီမလေးမှဝတ်စရာအင်ဂျင်မရှိတော့ဘူးဟောဒီအငယ်မမနစ်ကနှစ်တန်းကြတဲ့ငမောင်ရေဟောဒီကြမ်းနေတဲ့မျက်စိတစ်ဖက်ကလည်းဆရာဝန်ကခွဲရမယ်တဲ့အမလည်းကြောက်တက်လို့စီယုံကိုနောက်ထပ်မရောက်တော့ပါဘူးစတဲ့စတဲ့စကလုံးတွေကြားကျွန်တော်ပါများတာဝန်ယူနိုင်မလဲမင်းတို့အတွက်ငါအတွက်အနည်း30လုံးလို့ဦးလေးစဉ်းစားနေတော့မယ်ဦးလေးဟာစဉ်းစားနေတော့ပါပဲကွယ် တစုံတရာဂရီတွေပေးထားပစ်ခဲ့ပြီး နာနေခင်းတစ်ခုမှငှက်တကောင်လိုပြန်ပြေးသွားမယ်။ဟိုးတခါကအမေကိုထားပစ်ခဲ့တယ်လို့မျိုးပေါ့။ဟောဒီကဘာကြီးရဲ့နာမကျန်းမှုတွေကိုစေဝါကုသဖို့ကျွန်တော်ကဗျာဆရာလောက်ရမယ်။ကဗျာဆရာလောက်မှဖြစ်မယ်အမေ။အဲ့ဒီလိုဆိုပြီးအမေကိုထားပစ်ခဲ့တော့ကရာခင်နဘေးတော်လန်းကလေးပေါ်မှာမြေရင်ပင်တွေကိုတူးဖြတ်အဆက်ဆက်နဲ့ကျွန်တော်ဖနာတန်းတွေကြံရိတ်ခဲ့တယ်။ရာခင်တွေနောက်မှာချမ်းတော်ရန်တွေခြံရိတ်ခဲ့တယ်။ ကျောင်းစရိတ်ကုန်းကောင်းတလင်းကြောင်မှာယုံထောင်ပတက်တူဂျိုးတဲငယ်ဘဝတွေကြံရိတ်ခဲ့တယ်။လင်းလင်းမမာနေဖို့စကလုံးတို့တုံခါအမိညနာဘောကညည်ရင်ကြတွေကြံရိတ်ခဲ့တယ်။တငငချင်းတွေလက်ပြနေစေအုတ်ဩဆွဲပေါ့တချဲချဲညီလေးရဲ့ရထားထွက်ကတုံခါနေတဲ့ဓာတ်ကျိုးပေါ်မှာတော်ကြီးကန်းတကောင်အော်မြင်ရင်းကြံရိတ်ခဲ့တယ်။ မြို့ပြဘဝရဲ့ခံစားမှုမြင့်ရတ္တတစ်ထဲမှာပလက်ပေါင်းတစ်ချောက်ဓမီတိုင်တွေအောက်တယောက်ကိုတယောက်ဖြတ်လျှောက်ကြော်လွှားရင်းသစိမ်းချန်တဲ့လူတွေကြားမှာဟိုးအနောက်တောင်စီကိုယော်ရမ်းတော်လန်ကလေးကိုလွန်ခဲ့ရပေါ့အမေညညချင်းအိမ်အပြန်လမ်းဘေးတိုက်ချာတတ်တိုင်နားမှာမမရက်နေတစေတွေလားအမေကြီးတစေစုကျွန်တော်ကြောက်လာကြည့်ရောင်ရမ်းရွတ်ဆိုမိတော့လေရဲရဲတင်းတင်းဖြတ်တန်းရပြီအမေ ယူမှုဗေဒဝဟာရနဲ့ရတ္တတစ်တွေကနှလုံးသားကိုတအားကုတ်ချစ်ပုတ်တက်ပြီးဖြေတော်လဲရရမြဲပါမည်။စည်းစာရည်တဲ့တူးရှက်ဖြတ်တမ်းကိုလန်းကိုသွားခဲ့ကြရစကားညင်းဆန်ကားဟွန်းတန်တွေချာနှလုံးသားတိတ်သိမ့်မတိသိမ့်မှာယောဂထူပြောခဲ့ပေါ့အမည်။အမိထံကျွန်တော်ပြန်မလာနိုင်ခဲ့ဘူး။ငါမြေးလေးတွေအမိမြင်ကြလိုက်ပြီ။ဟောအစည်းလေးကမတူမာတဲ့ပိန်ပိန်တွယ်တွယ်နှစ်ဖူးကြဲကြဲနဲ့တိတ်ချစ်စရာကောင်းတဲ့အမည်။ အငယ်လေးကမငူပါတဲ့အစားပုတ်ပုတ်ဝတ်တုတ်တုတ်ကလေးနောက်တစ်ယောက်ကသားကြီးမောင်ဖူးကသောတဲ့နေရာမှာမြောက်ဆုံးပါပဲငငယ်လေးတွေကမြောက်ကလေးလိုပဲကြီးလိုက်ရင်မြောက်ကြီးနဲ့တူမလားပဲသူတို့မောင်နှမတွေဦးလေးတွေအတော်တွေနဲ့တွေ့ဖို့ကျွန်တော်တို့လာချင်ပါရဲ့ဒါပေမဲ့အမေဟောကျွန်တော်တို့အလုံးအတွက်အရွယ်မရောက်ခင်ဌာနေတင်ရတဲ့အကူကြီး ဆံဘောကဇောက်ထိုးကြအိဆာရောက်ခဲ့ရပြီမဟုတ်လားကျွန်တော်အမအမေသမီးပိန်တာယိုလီသာသမီးခုနှစ်ယောက်မွေးပြီးတော့ဆင်းရဲမှုတံမခံနိုင်လို့ထင်ရဲ့အိဆာရောက်ခဲ့ရပြီမဟုတ်လားအမေအမေဒီတော့ဒီတောင်နဲ့အမေသာသမီးတွေနဲ့အနေဝေးအသေးဝေးခဲ့ကြတော့လဲအမေတယောက်တည်းမဟုတ်အမေမြစ်တအုပ်နဲ့ခန်းရဲ့ကျူထင်းခွေရေကပ်ကျွန်တော်တပြတ်တချမ်းမှမထောက်ပံ့နိုင်ပေမဲ့ငါမတည်ခဲ့ဘူးအမေတည်ရတာငါ့လို့ပေါ့ဘူးအမေ မနေ့ကအမေဆုံးချောင်းကျင်းနှန်းရတော့ခရီးသွားဖို့ဇနီးမရနဲ့တိုင်မင်းပြင်ရဆင်ရငွေရှာရနဲ့ပေါ့ညရောက်တော့လဲရင်တဲမအေးသူဆွေးနေစဲမှာကလေးတွေကတီဗီသွားကြည့်ကြတဲ့ဩမင်းတို့အဖွားတည်တဲ့ရက်မင်းတို့အတွက်ဘာမှမခံစားရပါလားနော်နေသေးတဲ့ကလေးလေးတွေပဲသူကကတကန်တပေါ့မြုပ်ညာမှာနေတဲ့အမေညီကလေးတွေအမေနဲ့တအားဝေးခဲ့ပါပေါ့လားဆိုတဲ့အတွေ့တွေကနှလုံးသားထဲစုမြင့် တကယ်ကိုပါပဲဘဝဆိုတာကိုလည်းမကြင်မနှက်ဖြစ်ရတယ်ပေါ့အမေခံစားရပြီပေါ့ကျွန်တော်ခံစားရပြီပေါ့အမေကျွန်တော်ဟာအဲ့လိုပဲကမှုမှမဟုတ်ပဲကျွန်တော်ဟာမာဆိုမှမဟုတ်ပဲနဲ့အခက်ခဲတွေရှိခဲ့ပြီမြဲကျွန်တော်ဟာဘောရဘာသာမြန်မာရင်ကျင်းမှုတဲ့ကလူတယောက်အဖြစ်နဲ့ပဲအသက်ရှင်ရပ်တည်နေသေးပါအမေအမေအမေကြီးစီကိုရိုက်နေတတ်ပေါ့လဲပြီးငူသူတို့တွန်းကြပေါ့အမေခေါင်းဟာလဲပေါ်မှာရင်ထိုးလို့ စားဆောင်ပြတ်တက်ပင်ပေါ်ကတော်ရင်ဆိုတဲ့အကောင်တွေတကြီးကြီးမြည်လို့မိမိကလေးလေးတွေမိရဲ့ဆွေမျိုးသားချင်းတွေအမေကိုခင်မင်သူတွေမရဏတီးကိုရွတ်ဆိုငိုကြေးလို့အမေကောင်းပေါ်ညောင်ရက်တွေကြွေကြဒါသင်္ကာရတရားပြပဲလို့ဆိုလိုချင်သလားမသိဘူးအမေကုန်တန်ချင်းအပြည့်နဲ့ကာတစီအဝေးပြေးလမ်းမပေါ်ဖြတ်မောင်းသွားနေရဲ့ခပင်မြင့်မြင့်ကြီးကြီးပေါ်ကကျွဲရောင်း၆တီတစ်ချက်ချင်းကြီးလို့